တထိန်လူမောဒနာအနေနဲ့ဥစဉ်နည်းနည်းပြောမယ်နော်ကထိန်ဆိုတာဆွမ်းမှာဆိုပိန်ကြောင်းမှာဆိုတိန်သင်္ကန်းမှာဆိုကထိန်ယရဏမှာဆိုစိန်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်ကြယရဏရီထဲမှာလည်းပဲတန်ဖိုးအစီဆုံးအခိုင်ခံဆုံးပစ္စည်းဟာစိန်လို့ဒီလိုပြောတယ် ဆွမ်းလောင်းတဲ့နေရာမှာလည်းပဲပိဏ္ဍပါဒဒုတင်ပိဏ္ဍပါဒဆိုတာဆွမ်းကံလက်လက်စားတက္ကရာကမတွေပင့်တဲ့ဆွမ်းလိုက်မစားဘူးကြောင်းလာပို့တဲ့ဆွမ်းမစားဘူးကိုယ့်ရဲ့ခြေသလုံးကိုအိမ်တိုင်းပြုတ်ပြီးတော့ကိုယ့်ကိုယ်ကိုအာကိုပြီးဆွမ်းကံတော့သပိတ်ထဲကြတဲ့ဆွမ်းကိုပဲစားတာအဲ့ဒါမျိုးကိုပိဏ္ဍပါဒဒုတင်လို့ဒီလိုခေါ်အဲ့လိုဒုတင်ဆောင်မထေကိုလောင်းခွင့်ရတဲ့ဆွန်းဟာလေဆွန်းနဲ့မှာတော့အမျက်ဆုံးပဲဒီလိုပြော ကျောင်းမှာဆိုရင်သိင်းနဲ့သိင်းကလည်းပဲတန်ဃာတော်တွေမွေးဖွားရာဖြစ်တဲ့အတွက်ဒါကြောင့်သိင်းကျောင်းအလှလည်းပဲအမြတ်ဆုံးပဲတဲ့ဒီလိုပြောသင်္ကန်းလှတဲ့အခါမှာဟာဂါပတိစီဝရတထေးတွေလှတဲ့သင်္ကန်းအစ္စေကစီဝရအစောတလင်ရှောင်းတခင်လှတဲ့သင်္ကန်းစသဖြင့်သင်္ကန်းတွေအများကြီးဘုဒ္ဓဝါဒီကမိုးရေကန်သင်္ကန်းဝါဇုကန်ဤလှတဲ့ဝါဇုသင်္ကန်းအဲ့လိုသင်္ကန်းတွေသင်္ကန်းတွေအများကြီးရှိတဲ့အထက်မှာ ကထိန်သင်္ကန်းကတော့အမျက်ဆုံးပဲတဲ့ဒီလိုပြောဘာဖြစ်လို့မြတ်တယ်လဲမေးကိုရှိလို့ကိုပတ်ဆံရှိလို့ကိုအစဉ်ပြေလို့လှူရင်သင်္ကန်းကပုံကိုယ်ကိုလှူလို့ရဥစဉ်ကိုကြည်ညိုဥစဉ်လှူလို့ရတခြားတစ်ပါးကြည်ညိုတခြားတစ်ပါးလှူလို့ရကထိန်ကအဲ့လိုမဟုတ်စောစောကဆိုပြီးတန်ဂတ်တာဒေးမှာတန်ငါကိုလှူရတပါးတည်းရှိတဲ့အကြောင်းဖြစ်နေပါစေတန်ငါကိုပဲရီမှတ်လှူရတယ် တပားတည်းရှိတဲ့ကြောင့်မို့တပားကိုကထိန်ခင်းတယ်လို့ဒီလိုမမှတ်ရအောင်ဟုတ်လားကထိန်ကထူးကြတာအဲ့ဒါအဲ့လိုသံဃာကိုလှူရီမပြီးလှူတဲ့အတွက်တာကြောင့်ဒီကထိန်သင်္ကန်းဟာမြတ်တယ်လို့ဒီလိုပြောလို့ရဒါရင်လားမိရတော့မဟုတ်ဘူးကျန်တဲ့ဝါဆိုသင်္ကန်းတို့ကလှူတဲ့လူပဲကုသိုလ်ရတယ်ဝိတ္တလူကုသိုလ်မရဝိယုံလို့ကောင်းတယ်မကောင်းမှုချမ်းသာတယ်ဒါလောက်ပဲရှိတယ် အကျိုးတရားကြတော့ကထင်သင်္ကန်းလို့မရကထင်သင်္ကန်းကြတော့လှူတဲ့လူလဲလှူရတဲ့အကျိုးကျေးဇူးရတယ်အလှခံတဲ့ပုဂ္ဂိုလ်ကလည်းလှူခံတဲ့အတွက်ကြောင့်အကျိုးကျေးဇူးရအဲ့ဒါကြောင့်ကထင်သင်္ကန်းကိုဟာအမျက်ဆုံးသင်္ကန်းလို့ဒီလိုပြောကြတယ်ခနေ့ကိုဖြိုးမောင်မောင်မတ်တဇင်ထွန်းသမိမတ်တမုရွှေကြီးသာမောင်လင်းဝနတဇင်ကုံမနဲ့အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားတစုတို့ တိဿာရောင်ကြီးအကြောင်းတိုင်မှာလာပြီးတော့တန်ဃာတော်တွေရဲ့ဂုံကိုရီမှတ်ပြီးကထိန်သင်္ကန်းဆက်ကလှူဒန်းကြစိတ်ထားလေးထားတတ်ဖို့ပြောတာတစ်ဘာကိုရီမှန်းရမယ်တန်ဃာကိုရီမှန်းရမယ်ဟုတ်ပြီလားကထိန်သင်္ကန်းဆိုတာတန်ဃာတော်တို့အတွက်ဖျားပေးတဲ့စုတစ်မျိုးပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကပထမမှာ ကထိန်သင်္ကန်းမရှိဘူးကထိန်မပြောနဲ့ဝါဆိုဖို့ ကိုမြတ်စွာဘုရားမပြည့်ညတ်သေးဝဇိတာဗုဒ္ဓတိကာရဲ့အဖွင့်ဆိုရဆိုရင်ကထိန်ဖြစ်တာဟာဇာတတမင်းဘယင်ဖြစ်ပြီးတဲ့နောက်မှကထိန်ဆိုတာဖြစ်တယ်လို့ပြောအဲ့ဒါကိုတိတိကျကျတွေ့လိုက်မယ်ဆိုမြတ်စွာဘုရားပြိဋိဘံစံဂန္ဒီရှစ်နှစ်အလိုကြမှဒီကထိန်ကဖြစ်တာ၄၅ဝါနေဝတဲ့မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဃာတိရှင်းနှစ်လုံးမှာကထိန်စပေါ်တယ်ဆိုတော့ကထိန်မပေါ်ခင်မှာသူတော်ကောင်းတွေစဉ်းစားဖို့ပေါ့အချိန်ကြီးများကြီးဟုတ်လားမြတ်စွာဘုရားဝါတော်30ကျော်မှမှဒီကထိန်ဆိုတာစဖြစ်တယ်ဘလို့စဖြစ်တယ်လဲလို့မေးလိုက်ရင်မြတ်စွာဘုရားနဲ့ဘုရားဖြစ်ပြီးကသာစတွေ့ထားခဲ့တဲ့သူတော်ကောင်းတွေတိပိသဗတ္တဝဂီညီနောင်၃ချိန်ဗာ၃ချိန်လေဗတ္တဝဂီ ဗတ္တဆိုတာကောင်းသောဝက်ကဆိုတာကအစုကောင်းတဲ့အလုတ်ကိုစုပေါင်းလုပ်လို့အဲ့ဒီသံဃာ30ကိုဗတ္တဝက်ကြီးလို့ဒီလိုခေါ်တယ်ကောင်းတဲ့နေရာမှာ စုပေါင်းရင်ဘာဝက်ကြီးဗတ္တဝက်ကြီးမြတ်စွာဘုရားကတော့တင်စားတယ်ပြားတွေရဲ့စုပေါင်းခြင်းမျိုးပဲတဲ့ဒီနေရာမှာပြားကောင်လေးတွေစုပေါင်းတယ်ယင်ကောင်တွေလည်းစုပေါင်းတယ်ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပေါင်းတယ်အမိုက်ပုံတို့ ဟာအပုပ်အဆတ်တို့မကောင်းတဲ့နေရာမှာရင်ကောင်တွေတည်ယုံယုံနေပြားကောင်တွေကအဲ့လိုနေရာမှာသွားပြားကောင်ကြီးကလှလှပပရှိတဲ့ပန်းလေးတွေနေရာမှာတွားတာလှလှပပရှိတဲ့ပန်းလေးတွေကမှပန်းဝူကြီးလေးတွေစိုးပြီးတော့တေးကြခိုင်မာတဲ့နေရာမှာအုံဖွဲ့ပြီးတော့မိုးရွာလေတိုက်ရင်ရှားဖွေတဲ့အခါအဆင်မပြေတဲ့အခါမှာစားဖို့အစဉ်စစ်ဖြစ်အောင်ညီညီညွတ်ညွတ်တက် တက်ညီလက်ညီနဲ့စုပေါင်းကြတယ်တဲ့ပြားတွေရဲ့အလေးကလေအဲ့တော့မြတ်စွာဘုရားကပြားကိုပုံပြုအေးစု၍ထားမှုလိမ်မှလွန်ချမ်းသာ၏တဲ့ချက်သားတို့ပြားတွေလိုကျင့်ကြပြားတွေလိုကျင့်ကြလို့ပြောပြားတွေဟာပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအလှလည်းပြည့်မသွားပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအနံ့လည်းပြည့်မသွားဟာကို့အတွက်လည်းပဲလုံလုံချုံချုံသိမ်းဆဲထားတယ် အဲကြောင့်ပြားတွေရဲ့စုပေါင်းခြင်းဟာဗတ္တဝေဂီလို့ဒီလိုပြောလို့ရရင်ကောင်တွေကြတော့ဟာစုပေါင်းလိုက်တာ မကောင်းတဲ့အနတ်မကောင်းတဲ့နေရာမှာသွားပြီးစုတယ်စုစုဆောင်းဆောင်းရှိလားဆိုတော့ဘာမှစုစုဆောင်းဆောင်းလည်းမရှိဟာလူတွေကဒုက္ခပေးဖို့ပဲမျက်စိပေါ်နားလိုက်နားထဲဝင်လိုက်ဟိုဝင်လိုက်ဒီဝင်လိုက်နဲ့ဒီရင်ကောင်ကိုဘယ်သူမှမနစ်သက်ပြားကိုပုံစုပြားကိုပုံပြုအရေးစု၍ထားမှုလိမ်မှာလွန်ချမ်းသာ၏ရင်ကောင်တော်မှာ ရင်ကောင်တော်တော်ဝမ်းဝယုံမြရှားကမပြတ်မရငတ်ဤတဲ့ရင်ကောင်နေကြတော့တိမ့်စီထားတာဘာမှမရှိဘူးရှားလို့ရရင်ရမရရင်ငတ်တာပဲဟုတ်လားအဲကြောင့်ခဏိသူတော်ကောင်းတို့တို့စူပေါင်းခြင်းနှမျိုးမှာပြားကောင်တွေလို့စူပေါင်းခြင်းဟာဗဒရဝဲကြီးဒီလိုမှတ်ကြနော်မကောင်းတဲ့နေရာမှာမစုမိစေနဲ့ကောင်းတဲ့နေရာမှာစုမိဖို့ဥစဉ်ပြောကြနေပါဗဒရဝဲကြီးယဟန်30သောတာပန်နေဖြစ်ပြီးပြီး ယန္တာမဖြစ်သေးဘူးသောတာပန်တက္ကရာကအနာဂံပေါ့ပုထုဇဉ်လည်းမပါဘူးယန္တာလည်းမဖြစ်သေးဘူးယန္တာဖြစ်ဖို့တော့အကျင့်ကိုဆက်ကျင့်နေကြတဲ့ယဟန်30ဟာဖယားဖူးဆို သွားလိုက်ကြတာဖယားနေရာမရောက်ခင်တာကေတမှာအဲ့ဒီမှာသူတို့တွေတောင်းတင်သွားကြတယ်ဟိုဘက်ဆက်သွားရင်ဝါဆိုမမီလို့တရင်ကျော်မှာဖယားရှိတဲ့နေရာဆက်သွားကြတရင်ကျော်လာပြီးကျော်သွားလိုက်တဲ့ခါကျတော့ဘာဖြစ်တော့မေးလိုက်တော့ဟာအဲ့ဒီမှာမိုးတွေကရွာထား မြတ်စွာဘုရားကအဲ့ဒီအချိန်မှာဘာတော့ပြည့်ညက်လို့ပြီပြီလဲမေးရင်သူတော်ကောင်းတွေဝါဆိုဖို့ဝါဆိုဖို့စောစောကမပြည့်ညက်ပေမဲ့နောက်ဆုံးလူတွေကကဲ့ရဲ့လာလို့ကဲ့ရဲ့တယ်ရှုံချတယ်ဆိုတာလဲဘာကြောင့်လဲလို့မေးလဲတော့သူတော်ကောင်းတို့တွေဟာတန်ဃာတော်ရှင်သူမြတ်တွေဝါရွင့်ခྱི་သွားခྱི་သွားတာလဲပဲကနေ့ခေလို့ကွန်ကရစ်လမ်းလို့ကတ်တရားလမ်းလို့နိုင်လို့ကတ်တရားလို့ကြောက်ခင်းလမ်းလို့မရှိတော့လဲလမ်းတွေပေါ်သွားတော့မိုးတွေကရွာခိုနာကကြိုက်ဒီနာကခွက်ဘွက်တွေနဲ့ဆိုတော့ ရာခင်းတွေကကွင့်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 ရှောင်သွားလိုက်တော့လူတွေကသူတို့စိုက်ထားတဲ့အပင်လေးတွေနင်းလို့မကြေမနက်ဖြစ်ကြ။သစ်ပင်တွေမနင်းဘူးဆိုရင်တော့ဒါဒီပိဋိခါဘုတ်ကစဉ်းစားစရာဖြစ်မှာပေါ့။လင်းနဲ့သွားမယ်ကားနဲ့သွားမယ်ကိုလန်းကိုသွားမယ်သူတို့ပစ္စည်းလည်းမထိခိုက်ဘူးဆိုတော့တမျိုးဖြစ်စရာအကြောင်းရှိမယ်ပေါ့ဒါပြောချင်တာနော်။အဲ့ဒီမှာဝါရွင်း၃လချက်သားတို့တဲ့အိမတမင်ဝိဟာရေအိမန်တေမာတဟောတန်ဥပေမိတဲ့ဒီအကြောင်းနဲ့ပဲနေကြ ဝါဆိုပါမယ်ဆိုတော့ဂတိမြတ်စွာဘုရားအဲ့ဒီမှာဝါတွင်း၃လဝါဆိုခိုင်းဝါဆိုတဲ့တန်ဃာတွေကိုပထမဝါဆိုလာပြီနေ့မှာဝါဆိုတဲ့ဝါဆိုလာပြီကျော်တရနေ့မှာဝါဆိုတဲ့တန်ဃာတွေကတရင်ကျော်လာပြီနေ့မှာအဲ့ဒါပုရိမဝါကထတယ်လို့ဒီလိုခေါ်တယ်ပုရိမဝါမဆိုလိုက်ရလို့ဝါကောင်လာပြီမှာဆိုလိုက်ရတဲ့တန်ဃာတွေကတစောင်းမုံမှာဝါဝကျွတ်တယ်တစောင်းမုံမှာကျွတ်တဲ့တန်ဃာတွေနဲ့ဒီကထိန်တွေကမဆိုင်တော့ ပထမဝါကထမြောက်ပြီးသံဃာတွေဖြည့်ရမယ်ပေါ့ဒီကထိန်သင်္ကန်းကလေအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထံတာဂေတကနေသွားကြတဲ့ယဟန်30ဟာပရမဇောဆိုပြီးတော့တရင်ကျွလာပြီကျော်မှာဖခင်နဲ့သွားတွေ့တော့ချက်သားတို့ကြမ်းကြမ်းမှမှချမ်းချမ်းသာသာရှိကြသလားဖခင်ကမေးကြမ်းကြမ်းမှမှတော့ရှိပါတယ်ချမ်းချမ်းသာသာလည်းရှိပါတယ်တပည့်တော်တို့ဝိတ္တာကသင်္ကန်းကအပေါ်ကတင်တဲ့နှစ်ထပ်သင်္ကန်းရဲ့အပေါ်ကဝိတ္တဧကတိရဲ့အောက်ကဝိတ္တသင်္မန်းရဲ့တပတ်မှသင်္ကန်း30ပဲဆောင် လမ်းမှာမိုးရေရွာဘွက်တွေကလူးလိုက်တာမြတ်စွာဘုရားသင်္ကန်းကလဲเสียမှာပါတော့တပည့်တော်ဆိုရွှဲ့ပြီးတော့ပင်ပင်ပန်းပန်းနဲ့လာခဲ့ရပါတယ်ဘုရားကျန်တာတွေအကုန်အဆင်ပြေတယ်ဒီတစ်ခုလေးပဲသူတို့ကြံသွားတယ်ပေါ့အဲ့ဒီသံဃာတွေရဲ့ဆင်းရဲမှုပင်ပန်းမှုကိုအကြောင်းပြုပြီးတော့မှမြတ်စွာဘုရားကဒီကထိန်သင်္ကန်းကို ခွင့်ပြုတာသူတော်ကောင်းတို့ဟုတ်ပြီလားကထိန်သင်္ကန်းခွင့်ပြုတာဟာဒါဆိုကထိန် ်သင်္ကန်းအိမ်မှာတန်ခါ30အကြောင်းပြုပြီးကထိန်သင်္ကန်းခွင့်ပြုတော့တန်ခါကကထိန်သင်္ကန်းလှူရင်မြတ်စွာဘုရားဘလို့လှူရမလဲမေးလိုက်တော့တန်ကိကဒါနတနည်းအားဖြင့်ပြောရင်တန်ခါကိုယီမှတ်ပြီးတော့ပဲလှူရမယ်ဒီလိုပြောဘာကိုယီမှတ်မလဲတန်ခါကိုယီမှတ်ရတန်ခါကိုယီမှတ်ရမယ်